ုံတိုင်းဒေသကြီးကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စလဲလောင်းအမျိုးသားလွှတ်တော်ကိုယ်စလဲလောင်းပေါ့ဗျာမြူသားလွှတ်တော်ကိုယ်စလဲလောင်းကအဲသူကမြမနာမည်ကဦးကျော်သူရတခြားနာမည်ကမမတ်အာနီစူရာမန်နဲ့ပေါ့နော်ဒါကဒီကောက်ပွဲဝင်မဲ့ကိုယ်စလဲလောင်းနဲ့လေဘာပါတီကနေဝင်มาပေါ့ဗျာနော်သူရဲ့မဲဆန္ဒနယ်ကမြူသားလွှတ်တော်ရန်ကုန်တိုင်းဒေသကြီးမြူသားလွှတ်တော် နိုင်သူအကုန်ယူစနစ်ကနေဝင်မယ်တဲ့ဆိုတဲ့အခါကျတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရောက်ခွင့်ပြုထားတယ်ပေါ့ဗျာဖွဲ့စည်းပုံအခြေခံဥပဒေရောက်ခွင့်ပြုထားတယ်နိုင်ငံသားတိုင်းတမန်ချက်တွေနဲ့ညီရင်ဒီကောက်ပဲဝင်လို့ရတယ် okay ဒါကကျွန်တော်တို့လည်းလက်ခံတယ်ပေါ့ဗျာအတွတ်တော့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်လို့လေးလာကြည့်ဒီပုဂ္ဂိုလ်ဒီစီရီယံပြုတ်လို့ဖို့လှုံ့ဆော်တဲ့သူစီရီယံလှုံ့ရှားမှုကိုထောက်ခံတဲ့သူဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကရွေးကောက်ပွဲလုပ်ခြင်းဒီ တိုင်းပြည်ပြည်ပြုလုပ်ဖို့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောဆန်ဆန်ဆောင်ရွက်မဲ့နိုင်ငံရေးသမားတွေကိုရွေးချယ်ရမှာပေါ့ဗျာနော်အဲ့တော့ဒီလိုမျိုးအကြမ်းဖက်လုံဆော်လုပ်ခဲ့တဲ့နိုင်ငံဝန်ထမ်းပေါင်းများစွာကိုအတိဒုက္ခရောက်အောင်လုပ်ခဲ့တဲ့လုံဆော်မှုကိုအားပေးထောက်ခံသူတဦးကအကြမ်းဖက်တနည်းအားဖြင့်ပေါ့ဗျာနော်အကြမ်းဖက်လှုပ်ရှားမှုကိုအားပေးထောက်ခံသူတဦးကပေါ်ပေါ်ထင်ထင်ပဲရွေးကောက်ပွဲဝင်လာတယ်ဆိုတော့ဒီလူတွေရဲ့လောက်ကန်ဆောင်ရွက်မှုတွေကြောင့်တိုင်းပြည်မှာနင့်နာခဲ့ရတဲ့အခြေအနေ ဒါကနိုင်ငံတော်အကြီးအကဲတွေပို့ပြီးတော့တရှိပြီးသားဖြစ်လိမ့်မယ်ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူတွေလည်းတရှိပြီးဖြစ်လိမ့်မယ်ပေါ့ဗျာနော်ဆိုတော့အဲ့ဒီလိုအကြမ်းဖက်အားပေးလုပ်နေတဲ့သူတယောက်အကြမ်းဖက်အားပေးလှုပ်ရှားမှုကိုတိုက်တွန်းသူတယောက်ကိုဒီတိုင်းပြူပြည်ပြူလုံမဲ့လွတ်တော်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ပြုရန်တင့်မတင့်ပေါ့ဗျာနော်ဒါကျွန်တော်တို့ပြည်သူရဲ့အဲတရင်းနမရှုတော့ပြည်သူတူရဲ့ရှုတော့ကပြောရင်တော့ဒီလိုဟာမျိုးတွေကိုခွင့်မပြုတင့်ဘူးပေါ့ဗျာအဲ့တော့ပြည်အောင်သူရွေးကောက်ပွဲကော်မရှင်နေနဲ့က ်ဒီလူတွေကလူမှုကွန်ရက်ဆာမျက်နှာတွေမှာဒီလှုပ်ဆောင်မှုတွေကိုဒီတိုင်းပဲထားရှိတယ်ဆိုရင်ခင်ဗျားတို့ကဒီလှုပ်ရှားမှုတွေကိုဆက်ပြီးတော့ထောက်ခံအားပေးနေတာလားဆိုတာတော့ကတော့မေးခွန်းထုတ်ရတော့မယ်ပေါ့ဗျာနော်ကျွန်တော်တို့အနေနဲ့ဆိုရင်လည်းတရင်သမားအနေနဲ့မေးခွန်းထုတ်ပါတယ်ဒီလိုလူမျိုးတွေကိုရွေးကောက်ပွဲမဝင်ရောက်ရှင်ပြိုင်ပွဲမပြုတ်ဖို့ကိုလည်းတပါတဲ့တက်ဆိုင်ရာတာဝန်ရှိသူများကိုတောင်းဆိုရဲပေါ့ဗျာအဲကျွန်တော်တို့ကတိုင်းပြည်တည်ငြိမ်အေဂျင်စီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အတိုင်းပြည်ပြည်လုံးမဲ့ကိုယ်စားလှယ်တွေကိုရွေးတာကျွန်တော်တို့ကပြီးခဲ့တဲ့ပထမအကြိမ်ဒုတိယအကြိမ် လွတ်တော်တွေကိုပြန်ပြီးတော့ကြည့်လို့ရှင်လေလွတ်တော်သေးတာရောက်လာတယ်တိုင်းပြပြပြလုံးမဲ့သူနဲ့တိုင်းဖြတ်ပြဖြတ်လုံးမဲ့သူဆိုတာလွတ်တော်ထဲမှာလည်းတိတိတသာထင်ထင်ရှားရှား꽌ပြနေတာကိုမြင်တွေ့ရတယ်ဗောဗျာပထမကျင်လွတ်တော်မှာလည်းဒါလူမျိုးလင်းရေးလှုပ်ရှားတဲ့သူတွေလွတ်တော်ထဲပါလာတယ်အဲဒီမှာလည်းပြဿနာကြုံတွေ့ခဲ့ရတယ်အဲနောက်ထပ်ဒုတိယအကျင့်လွတ်တော်ကြတော့လည်းဒီ အနိုင်ရသွားတဲ့တနိုင်ငံလုံးတိုင်းသားတွေနဲ့အနိုင်ရသွားတဲ့ပါတီဖွဲ့စည်းကိုယ်တိုင်ကတိုင်းပြည်ပြည်ဖြတ်လုံးမဲ့ပါတီဖွဲ့စည်းဖြစ်နေတယ်တိုင်းပြည်ပြည်ဖြတ်လုံးမဲ့ကိုယ်စားလှယ်လောင်းအများစုအနိုင်ရသွားတယ်ပေါ့ဗျာတိုင်းပြည်ကမောကမဖြစ်ခဲ့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလာမဲ့လာမဲ့ရွေးကောက်ပွဲတွေမှာရွေးကောက်ပွဲဝင်ပြီးဆိုကြတဲ့ကိုကတိုင်းပြည်ပြည်ဖြတ်လုံးမဲ့သူတွေကိုစစ်စစ်ပြီးတော့ဖယ်ထုတ်နိုင်ဖို့တော့လိုအပ်ပါတယ်ဒါကြောင့်တာဝန်ရှိသူများကိုကျွန်တော်တို့ကဒီ Labor Party ကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ပုံကူနဲ့ပတ်သက်လို့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FPTV လွှတ်တော်ကိုယ်တော်လောင်းဦးကျော်သူရခမာမတ်အာနီစူရာမန်နဲ့ပတ်သက်ပြီးတော့လည်းအစီအစဉ်ဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်ဒါကကျွန်တော်တို့ကရွေးကောက်ပွဲဝင်တာကိုမလိုလားလို့တောင်းဆိုတာလည်းမဟုတ်ဘူးရွေးကောက်ပွဲဝင်လာတဲ့ပုံကူကတိုင်းဖြတ်ပြည်ဖြတ်သူပူကြံဖတ်လှုံရှားမှုကိုအားပေးထောက်ခံခဲ့သူဖြစ်တဲ့ဒီနေ့ဒီချိန်ထိလဲဒါတွေကိုသူရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာဒီအတိုင်းပဲထားရှိတယ်ဆိုတော့ လွတ်တော်တွေဝင်ပြီးတော့တိုင်းဖြတ်ပြည်ဖြတ်လို့ဖို့ရည်ရွယ်ချက်ရှိသလားဒါမျိုးတန်တရားရှိတရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီကနေ့သက်ဆိုင်ရာတာဝန်ရှိသူများကိုစစ်ဆေးဆောင်ရွက်ပေးဖို့လေးနက်ထားပြီးတော့တောင်းဆိုပါတယ်ပေါ့